ဖော်ပြပေးတော့မှာပါစမူအိုမိုဒီယိုနဲ့ပတ်သက်ပြီးတော့ပေါ်တူဂီကလပ်ကလာမဲနွေရာသီမှာဒီကစားမောက်လူချင်းနဲ့ဥရောပကလပ်အသင်းအနေနဲ့ယူရိုတန်း90နဲ့60ကြားလာပြီးကန်လိုက်ရင်စဉ်းစားသွားမယ်ဆိုပြီးတော့သူတို့ကထုတ်ဖော်ပြောကြတာပါတယ်ဒါကိုစပိန်ဘက်ကအခြေစိုက်တင်နာဖြစ်တဲ့ NRCU နဲ့ကရေးသားထားတော့ကျွန်တော်ကဘာသာပြန်ပြီးတင်ဆက်ပေးတာပါအရက်6ပေ4လက်မှရှိတဲ့ဒီတိုက်စစ်ကစားမောက်နဲ့ပတ်သက်ပြီးတော့ပရီးမီယာလိဂ်ကလပ်အသင်းအနေမှာဆိုရင်အာဆင်နဲ့ချက်စီအက်စတိုမီလာဝက်ဆန်တို့ကစောင့်ကြည့်နေတယ် ဥရောပဘက်မှာဆိုလို့ရှိရင်လည်းဘာစီလိုနာအပါအဝင်အသင်းတော်များကဒီတိုက်စစ်ကစားမှုကိုစိတ်ဝင်စားနေအသက်က20ပဲရှိသေးတယ်9လပိုင်း9ရက်နေကြတော့မှအသက်21နှစ်ပြည့်မှာသို့တော်ဒီကစားမှုကကြံခဲ့တဲ့ຫນွေကားမှာပူပူနွေ့နွေ့ပေါ်တူအသင်းနဲ့စာချုပ်ချုပ်ထားခဲ့တာ 2029ခုနှစ်ဒီစာချုပ်သက်တမ်းရှိသေးတယ်။တိုးတော့သူ့ကိုဝယ်ခဲ့တုန်းကတီကိုစီကနေပြီးတော့ယူ55တန်းနဲ့ပဲဝယ်ခဲ့ရတာ။အဲ့အတွက်အခုသူနဲ့ပတ်သက်ပြီးတတ်မှတ်ထားတဲ့ယူတန်း60 60ဆိုတာက6လကျော်ကျော်လောက်ပဲပိုင်ဆိုင်ထားသေးတဲ့ကစားသမားတူအတွက်ဆိုရင်တော့လာမယ့်နေရာဒီမှာအမျက်တမီပြန်ရောက်ထုတ်လုပ်ကောင်းတဲ့အနေထားပဲ။ဒီအတွက်အားလုံးကိုပေါ်တူအသင်းက ဖိတ်ခေါ်ထားတယ်။ဒီညမှာစိတ်ဝင်စားဖို့ကောင်းတာကဒီကစားသမားနဲ့အာဆင်နယ်သင်းတို့အငှားချလာတဲ့ PVOB ရဲ့ဂျာကဆက်ဆက်ရင်းကတော်တော်လေးအဆင်ပြေတယ်။အခုနောက်ပိုင်းသူတို့အောင်ပွဲခံတဲ့အပိုင်းမှာလည်းတော်တော်လေးကိုမှဒီကစားသမားနှစ်ဦးကြားထဲမှာယဉ်နှိမ့်မှုရှိနေ။ဒီလိုပြောလို့အာဆင်နယ်ကဒီကစားသမားတဦးတွေဝယ်မယ်လို့ပြောတာမဟုတ်ဘူး။သူတို့ option တွေကတစ်ခု။တရားတွေကတော့ဒီကစားသမားကိုအာဆင်နယ်ကိုခေါ်ဖို့ရောရာခိုင်နှုန်းနည်းတယ်။ဘာကြောင့်လဲဆိုအာဆင်နယ်ဒီကစားသမားတဦးကိုအနည်းဆုံး100ဒီကွဲ200ဒီလောက်စောင့်ကြည့်ပြီးတော့မှဝယ်လေးရှိတယ်။အထူးသဖြင့်တိုက်စစ်ဆောင်ကစားသမားနဲ့ဆိုလို့ရှိရင်သူတို့ဒီ 300တီလောက်စောင့်ကြည့်မှဝယ်တဲ့အလေးထားလည်းရှိတယ်။ဒါကြောင့်မလို့ Smooth Omodiron ကတော့ Arsenal ရောက်ဖို့ရေပန်းစားတယ်ဆိုပေမဲ့လည်းရောက်လာနေတဲ့ရာခိုင်နှုန်းကအရန်နေတယ်။ Sasco သာဦးစားပေးပြတ်မှတ်ဖြစ်နိုင်တယ်။ E Sasco ပြီးတော့တခြားတက်စစ်ကစားသမားတွေက ပြီးရောမှာပဲဒါကနောက်ထပ် option တစ်ခုဖြစ်ဖြစ်လာတယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဒီရာသီ33ဘောကစားရတဲ့ဂိုး20အတွင်းပြီးတော့၃လုံးဖိုင်ထားတယ်တချိန်တော့တော့ Granada အဲ့ရနေမှာတစ်ဆင့် Atletico Madrid အမှအငှားထွက်ပြီးတော့ Alaba မှာသွားစော့တယ်ပြီးတော့ Tico ပြန်ရောက်တယ်အဲ့ရမှာတစ်ဆင့်ဒီပေါ်တူအသင်းစီကို UO 15တန်းနဲ့ကြံခဲ့တဲ့နေရာပြောင်းလာခဲ့တာအဲ့ဆိုသူတို့ခေါ်ထားတဲ့ဈေးရဆိုလို့ရှိရင်တော့ Transfer Market မှာလည်း UO 50တန်းကြီးရှိရာဖြစ်တဲ့အတွက် ဒီစပိန်သားကိုလူချင်းတဲ့ကလပ်တင်းနေဝိုင်းဝိုင်းလည်နေတဲ့အနေထားမှာနွေမာကလန်နဲ့တင်းနေအာဆင်နယ်ပါလာမလားဆိုတော့စောင့်ကြည့်တော့မှာပါအသက်အရွယ်ရတန်ကြီးရဆိုတော့အများကြီးဖြစ်လာနိုင်တယ်ဒါပေမဲ့ပေါ်တူဂီဘက်ကကစားသမားတူဦးဖြစ်တဲ့အရံမောင်းမြင့်မာတဲ့အတိုးလို့ကောင်းနေဆိုပေမဲ့ဒီကစားသမားနဲ့ပတ်သက်ပြီးကျွန်တော်တည်တည်ချာချာတော့အများကြီးမကြည့်ထားသေးဘူးအဲ့တော့အာဒီတာတို့လိုချင်နေဆိုရင်တော့တိုက်စစ်ကစားသမား option တွေကတူဦးဖြစ်တော့ဒီ NRC ကတော့ဖော်ပြထားပါတယ် ုတိယမြောက်သတင်းတစ်ပုဒ်ကတော့ကန္နာဘလော့ကဖော်ပြထားတာအဲ့ဒီသတင်းကတော့ဒီလာထဲမှာပဲဘူကောက်ဆက်က fully training ပြန်ပြီးဆင်းနိုင်လိမ့်မယ်ဆိုပြီးတော့ကန္နာဘလော့ကတော့ဖော်ပြထားပါတယ်အာီတာကတော့နိုင်ငံတကာပွဲစဉ်တွေပြီးတော့မှပဲဘူကောက်ဆက်ကိုအသင်းနဲ့ပြန်ပြီးမြင်တွေ့ရဖို့ရှိရဆိုပြီးတော့ပြောထားတယ်တိတ်တော့မထူးပါဘူးနိုင်ငံတကာပွဲစဉ်တွေကဒီ match လ22နဲ့25မှာအင်္ဂလန်အသင်းပွဲစဉ်တွေကကျင်းပမယ်အဲ့ဒါပြီးသွားရင်အာဆင်နီကပွဲတွေမရှိဘူးဧပြီလ2ရက်နေ့ကြမှာပဲဖူဟန်နဲ့ကြင်ရမှာအဲ့တော့ဒီလာထဲမှာစကာထရိနီဆင်းနိုင်တယ်ဆိုလို့ရှိရင်တော့မ ဧပြီလလောက်မှာပဲပြန်ပြီးတော့ဘောလုံးကစားဖို့များရပါလေအဲ့တော့ full ne poison ကတော့သူပြန်ပါဖို့အကောင်းဆုံးပဲအခုကျွန်တော်တို့ဘယ်သူမှမထင်ထားပဲနဲ့တောင်မှ Martinelli တယောက်ချက်ချင်း United အသင်းနဲ့ poison မှာဝင်ပြီးကန်သွားတာကြည့်ရင်စကာလည်းတော်တော်လေးတော့အချိန်ကြီးကောင်းနေတော့ပြီအသင်းနဲ့ fully training စင်းပြီးတာနဲ့နောက်ပွဲဆိုဝင်ပြီးကန်နိုင်တော့မယ့်အနေအထားဆိုတဲ့အတွက်စကာကတော့ကျွန်တော်ကတော့ full ne poison လောက်မှာပဲပြန်လာနိုင်မယ်လို့တော့ဒါခံမှန်းထားရပါလေသူကတော့ဒီ December လတည်းက injury ဖြစ်ခဲ့တယ်ပထမတော့ခွဲကြမလို့ထင်ပေမဲ့ကာလာရှီ ဘောလုံးကစားဖို့ဆိုလို့ရှိရင်ပို့ပြီးစိတ်ချရအောင်ခွဲစိတ်လိုက်တာပိုကောင်းတယ်ဆိုပြီးတော့ဒီဆေးဘက်ဆိုင်ရာတွေအကြံပေးမှုရသူခွဲစိတ်လိုက်တာဖြစ်တဲ့အတွက်ဒီတန်ရတော့ကစားသမားဘွားတလျှောက်မှာပို့ပြီးကောင်းမှုအတွက်음ပြောမလို့စိတ်ရှင်းရှင်းနဲ့ခွဲစိတ်ကူတာလိုက်တာဖြစ်တဲ့အတွက် ခံရနေပြန်လိုက်တော့စာကာနီနဲ့ကြန့်ဟွန်ဝင်အပြည့်နဲ့အတင်းအတွက်တော့ပိုကောင်းတဲ့ကစားမအဖြစ်ပြန်လာလိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်ထားပါတယ်။မာတီနယ်လီကတော့မနေ့ကပွဲစဉ်မှာ58မိနစ်မှာလူစားလဲပြီးဝင်ဆော့လာခဲ့တယ်။စာကာကတော့ဒီယာတီမှာ24ပွဲအတင်းအတွက်ကစားထားတယ်။အဲ့မှာကိုကိုသမီး73လုံးဖိုင်ထားတယ်။သွင်းကိုတွေဖန်တီးမှုတွေတကယ်ရှယ်လုံးနိုင်တဲ့ကစားမတူကိုကျွန်တော်တို့ဒဏ်ရာကြောင့်ဆုံးရှုံးလိုက်ပြီးနောက်ပိုင်းမှာအာဆင်တဲ့တိုက်စစ်ပိုင်းမှာတော့အခုဆိုရင်ကိုတို့ကိုရောက်ဖို့ရုံးကန်ရတဲ့ပွဲစဉ်တွေကတော့ခက်ဆစ်ဆိတ်ရှိလာနေပါတယ်။ မကြင်ပြန်လာတော့မှဖြစ်တဲ့အတွက်လဲကျုပ်လက်ချိုးရီပြီးစောင့်နေတာပေါ့လေအဲ့ဒီသတင်းနဲ့ကဲ့ရဲ့ပဲဟန်တော့အိုဇီရဲ့ဖော်ပြထားရရဆိုရင်တော့ဒီတစ်ပတ်ထဲမှာပဲအာဆင်နယ်သင်းကသူတို့ရဲ့အားစားဒရိုက်တာတဲ့အန်ဒရီပါတာကိုတရားဝင်လက်မှတ်ထိုးပြီးချပြသွားဖို့ရှိစုပြီးဖော်ပြထားတယ် entry butter အနေနဲ့ဒီတပတ်ထဲမှာပဲအတင်းနဲ့တရားဝင်လက်မှတ်ထိုးပြီးတော့သူ့ရဲ့လုပ်ငန်းဆောင်တာတွေကိုစတင် account ထဲပို့ဖို့ရှိတယ်။ reality မှာခေါ်မဲ့ကစားသမိုင်းနဲ့ပတ်သက်ပြီး data ချက်လက်ကြိုးပြီးစုသွားဖို့ရှိတယ်။အလုပ်တွေစပြီးလုပ်ဖို့ရှိရဆိုပြီးတော့ hand off oze ကဖော်ပြသွားပါတယ်။ hand off oze ဆိုတာကဘူကောက်စာကနီးနဲ့ဒဏ်ရာခွဲစိတ်စရာမလိုဆိုပြီးတရင်ထွက်ခဲ့တဲ့တရင်ထဏာတစ်ခုပါ။သူ့ကိုယုံကြည်ပြီးကျွန်တော်တို့ပေါ်ပြခဲ့ဘူးတဲ့ညာတွင်ချင်းမဲ့ကျွန်တော်တို့လှူတာပျော်ပြီးတော့ပြီးလည်းပြီးရောစကားခွဲစီလိုက်တော့သူ့တရင်ကတရင်အမှားကြီးဖြစ်သွားခဲ့ပေါ့လေ တတိယမြောက်သတင်းတစ်ပုဒ်ကတော့အာဆီနယ်အသင်းရဲ့ကစားသမားတစ်ဟောင်းတူအကြောင်းပဲကျွန်တော်ပြောချင်တယ်အခုသတင်းကြီးလည်းရှားပါးနေဖြစ်တဲ့အတွက်အာဆီနယ်သူ့ရဲ့တစ်ချိန်လုံးကကိုသမားကြီးသူ့နာမည်ကတော့ဝစ်ဆက်ရှက်စနီပိုလန်သားကြီးအသက်က34နှစ်ရှိပြီတစ်ချိန်လုံးကအာဆီနယ်မှာကစားတယ်အိယာမဂျူဗင်တက်ကိုရောက်တယ်ဂျူဗင်တက်မှာအဓိကကိုသမားဖြစ်ခဲ့သေးတယ်အိယာမတစ်ဆင့်ဘုံလောကကြီးအနားယူပြီးလို့ကြီးညာလိုက်တဲ့အချိန်မှာပဲကြံခဲ့တဲ့တွေကဘာစီလိုနာနဲ့ရေဆက်ပါပြီးအမှသွားကစားတယ်တစ်နှစ်ကွန်ထရက်ပဲလာစားလေအများကြီးရှော့ယူတယ် အခုတော့လုံးဝလက်စွမ်းကောင်းနေပြသနေပြီးနီးပြဟန်စီဘလစ်ကအရန်သဘောကျတာဖြစ်တဲ့အတွက်တက်တန်းတိုးဖို့ကိုကစားသမားနဲ့စတင်ဆွေးနွေးမှုတွေလုပ်နေတယ်တကယ်ဝမ်းသာပါတယ်ကျွန်တော်တို့တစ်ချိန်တော့ကျွန်တော်တို့အသင်းမှာဒီဝိဇက်ရှက်စနီဆိုတာက ကောင်းတဲ့အခိုက်အတန့်တွေရှိတယ်အားမလို့အားမရတဲ့အခိုက်အတန့်တွေရှိခဲ့ပါလေအာဆင်နယ်မှာတော့2006ခုနှစ်ကဝါဆော့အသင်းစီကနေပြီးတော့အာဆင်နယ်ကိုပြောင်းလာတယ်132ပွဲကစားခဲ့တယ်အဲ့ရမှာအငှားဘရန်ဖို့တို့ရိုမာတို့ကိုထွက်ပြီးကစားတယ်2019ခုနှစ်မှာတော့ဂျူပင်တက်ကို UO 18တန်းနဲ့ပြောင်းသွားတယ်ဂျူပင်တက်မှာသူ့အနေနဲ့ UO 2300ကျော်လောက်ရတယ်တနည်းကို UO 12တန်းရတယ် အဲ့ဒီဘဝအနေမှာတဆင်လာသာဒီအများကြီးရှော့ပြီးဘာစီလိုမှာကစားခြင်းများဖြစ်တဲ့အတွက်အခုဆိုယူရို9,662ပဲရတယ်ဘာစီလိုနာမှာတနစ်ကူမှာယူရို3000နဲ့တော့ကစားတာသူ့အနေနဲ့ဂျူပင်ကနေပြီးတော့လုံးဝအနားယူလို့ရတဲ့အခြေအနေမှာဘာစီလိုနာခေါ်တဲ့အခါမှာတော့ဒါသွားကစားပါဘောလေပြောမယ်ဆိုရင်တော့အိုးစားတာကောင်းတယ်ပြောလို့ရတယ်အတင်းကြီးတင်းမှာကစားသမားဘဝနောက်ဆုံးအချိန်ကိုပွဲထွက်ခွင့်ရပြီးတော့တက်တန်းမှာထပ်တိုးခြင်းနဲ့အတင်းတင်းရဲ့အဓိကကစားမှာဖြစ်သွားခဲ့တာ သူ့အတွက်တော့ကျွန်တော်တကယ်ဝမ်းသာတယ်။အခုရနေလောက်ခလာသားထက်တော့ဒီ34နှစ်ရပိုလန်သားကြီးကတိုးသွားမှတော့မသိဘူး။လောလောဆယ်တော့သူကဒီယာတီမှာလက်ဆွမ်းကောင်းနေပြတာနေတယ်။14ဝက်ကစားပြီးပြီ။ကလင်းရှစ်ရှစ်ကြိမ်ရတာတယ်။အဲ့ဒီမှာ73ကိုပဲပေးထားပြီးတော့ပုတ်ထုတ်ကာဝေးမှု35ကြိမ်ဒီလှုပ်ထားနိုင်ခဲ့တယ်။လက်ရှိ ဘာစီလိုနာရဲ့အဓိကကစားသမားတဦးလို့ဖြစ်နေကြတာသူ့ကိုတစ်နှစ် contract နဲ့ခေါ်ခဲ့တော့ကတော့ tastigan နေရာမှာအစားထိုးဖို့အတွက်ဘာညာဆိုပြီးတော့ခေါ်ခဲ့တာအခုတော့လုံးဝဘာစီလိုနာရဲ့အဓိကကစားသမားတဦးဖြစ်တော့ရှိနေပါပြီဒီ season လေးကိုဒီကောက်ကညီပောင်းပြီးတဲ့ show ball လုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အပါဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်တို့ညာ6916633936ဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရိုက်နေတာဖြစ်လို့ငွေပုံငွေချရှိမှဘောလုံးပွဲတွေကိုလောင်းစေချင်ပါတယ်ဘောလုံးပွဲတွေလုံးဝမလောင်းတော့ဆိုတော့ YouTube မှာကိုထုတ်ပေါ်ပေါ် show ရိုက်ချပြီးတော့ အားပေးလို့ရပါတယ်။ Ivac Kuchu ကို Sport Online ငါတို့လိုမျိုးတို့ကိုလည်းကစားလို့ရနေပါပြီ။နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ဒါအာဆင်နယ်အသင်းရဲ့နီးပြချုပ် Mikel Arteta တယောက် Premier League မှာပွဲပေါင်း200ပြေမြောက်သွားခဲ့ပါပြီ။သူနီးပြချုပ်အဖြစ်အာဆင်နယ်ရောက်လာပြီးတကပွဲပေါင်း200ဂိုင်တွေ့ပြီးအချိန်မှာ138ပွဲအနိုင်ရထားတယ်။တရေပွဲ38ပွဲ45ပွဲကရှုံးထားတယ်။ twin goal 389 389ကိုရထားတယ်။ pay goal က204ကို ဒါကိုကြည့်ရင်အာရီတာဒီအရင်ဆိုးရတဲ့နီးပြတယ်မှာမပါဘူး။ဒါပေမဲ့ဆူဖလားတွေယူမယ်ဆိုလို့ရှိရင်တော့ဒီထက်ပိုမိုကောင်းမှုတော့ record တော့ရှိသေးတယ်။အဲ့တော့လက်ရှိအချိန်မှာတော့သူတို့အရှိအနီးပြကြီးတွေနဲ့ပွဲ200ပြည့်မြောက်စီးရင်မှာရှင်ပြထားတာတော့ part qualifier ကပွဲ200ကိုင်တွေပြည့်အချိန်မှာ146ပွဲအနိုင်ရထားတယ်။မော်ရင်ဟိုကတော့138ပွဲ၊ဂျာချင်ကလော့ကတော့128ပွဲ။ဆာအယ်လက်ဖာကူဆန်ကတော့122ပွဲနဲ့မီကီအိုင်ဒါကတော့138ပွဲရှိတယ်။ ဲဆိုတော့နိုင်ပွဲအဖြစ်ဆို56ဒသမ3ညရာခိုင်နှုန်းအထိအိုက်တာကရှိတယ်။ဒီရတီကတော့ထားလိုက်တော့ကစားသမားတွေရောနီးပြတွေရောကျွန်တော်တို့အပြစ်မတင်ကြတော့အင်ဂျူရီရတဲ့ကစားသမားတွေရတကယ်ကောင်းမညွတ်မဆိုကစားသမားတွေပဲဆပ်ပရိုက်ဆိုပြီးအင်ဂျူရီရခဲ့တာအဲ့တော့လာမိတ်ယာတီမှာအာဆင်နယ်အသင်းအတွက်နွေယာတီမှာကစားသမားကောင်းတွေခေါ်ပေးနိုင်တဲ့ဘုတ်အဖွဲ့ရဲ့စွမ်းဆောင်ရည်တစ်ချက်ကြည့်ရမယ်သူတို့ခေါ်ပေးနိုင်မလား နောက်တစ်ချက်ကအာရီတန်နီနဲ့ကစားသမားတွေကိုမထွက်အောင်ဘလို့စီးယုံနိုင်မလဲစက်ကျူးတန်တိုးနိုင်မလဲပြီးရင်ဒီစကွတ်ဒန်နဲ့ဘုတ်ဖွဲ့ဖြည့်စည်းပေးတဲ့လူအင်အားနဲ့ဆူပလိုက်ယူနိုင်မလားလာမယ့်တရာဒီမှာတော့အာရီတောင်ကျွန်တော်တို့အချိန်ပေးကြည့်လိုက်အောင်အဲ့ဒါပြီးရင်တော့ကောင်းသည့်ဖြစ်စီဆိုးသည့်ဖြစ်စီကျွန်တော်တို့အတူတူအာရီတန်နဲ့ပတ်သက်ပြီးဆုံးဖြတ်တကူတော့ချဖို့လိုပြီအခုတိုက်တဲ့ channel ကလည်းကျွန်တော်သုံးနှစ်တောင်ဖြစ်ခဲ့ပြီဆိုတော့လေလာမယ့်ရာဒီကတော့အာရီတန်နဲ့ပတ်သက်ပြီးကျွန်တော်တို့တခုခုတော့ဆုံးဖြတ်ချက်ချလို့ရနိုင်မယ့်အနေအထားဖြစ်သွားမယ် အိုက်တောက်ဆက်ထားတဲ့နဲ့ဆက်မထားတဲ့ဦးဆိုတာကလာမေ့ရဒီမှာဘယ်ဆူပလာတွေသူစကူးနိုင်မလဲဆိုတာကိုတော့စောင့်ကြည့်သွားမှာပါ။ဘာပြောပါအခြားလူတွေဆိုင်တော့ကျွန်တော်ကအာဆင်နယ်တင်းမှာကစားခဲ့ဘူးတဲ့ကစားသမားဟောင်းတူဦးလည်းဖြစ်ခဲ့တဲ့အိုက်တောက်ကိုအာဆင်နယ်နဲ့အတူတူအောင်မြင်စေချင်ပါတယ်။အဆုံးထိကြည့်ပြတဲ့လဲအားလုံးကိုကျေးဇူးတင်ပါတယ်။